တဲ့ချောင်းမြို့နဲ့ဗဒက်ချောင်းကြီးရွာကိုစစ်ကြောင်းထိုးတဲ့စစ်တပ်နဲ့တော်လန်ရင်တပ်တွေတိုက်ပွဲဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။သမီးရိုင်းအတိုင်းတဲ့ချောင်းမြို့နဲ့ဗဒက်ချောင်းကြီးကျွာကိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့တိုက်ပွဲဖြစ်ခဲ့တယ်လို့တဝဲခိုင်တပေါင်းစုကဒီနေ့မှထုတ်ပြန်ပါတယ်။စစ်တပ်စစ်ကြောင်းကဗဒက်ချောင်းကြီးကျွာကိုနိုဝင်ဘာလ10ရက်နေ့ကစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ တိုက်ပွဲကနေ့လယ်12နာရီခန့်မှာစတင်ဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်ကတေဆုံးသူ၄ဦးရှိတယ်လို့တဝဲခရိုင်တပေါင်းစုဘက်ကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ29ရက်နေ့30ရက်နေ့မှာတဲချောင်းမြို့နယ်ထဲကကြောက်လှေကားရွာကိုစစ်ကြောင်းထိုးတဲ့စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့တဝဲခရိုင်တပေါင်းစုက ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တော်လိုင်းတပ်ဘက်ကတအူးကြဆုံပြီး 10ဦးထိခိုက်ခဲ့ကစစ်တပ်ဘက်က9ဦးသေဆုံးပြီး9ဦးထပ်မံနဲ့ထိခိုက်နိုင်ခဲ့တယ်လို့တဝဲခရိုင်တပေါင်းစုရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒီတိုက်ခိုက်မှုကိုထဝဲခရိုင်တပေါင်းစုနဲ့ KMU တပ်မဟာ၄တရင်စနစ်တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။